စီးပွားရေးမလုပ်တတ်လို့ရှိရင်အုပ်စစောင့်မယ်ကျွန်တော်တို့ဖြစ်နေမှာရောင်းရှုံးစွာကြားဘူးလိမ့်မယ်ရောင်းတော့ရောင်းရတယ်ရှုံးတယ်ဘာကြောင့်မလို့လဲဆိုစီးပွားရေးနဲ့ပတ်သက်တဲ့အမြင်ကြောင့်မလို့ပါစီးပွားရေးဆိုတာသူများမစီးတော့ကိုကစီးမှပွားမယ်ဒီလိုလုပ်ဖို့အတွက်ဆိုရင်အယောင်းနဲ့အမျက်မတူပါအောင်ဒါလေးကိုကျွန်တော်ရှင်းပြပြသည်တချို့လုပ်ငန်းရှင်တွေအယောင်းကိုပဲအာယုံစိုက်ပြီးတော့မှပို့ရောင်းရဖို့အတွက်ဆိုဈေးချတယ်မဲဖောက်တယ်စိတ်ဝင်စားအောင်ကြော်ညာတယ်ပရိုမိုးရှင်းတွေပေးတယ်ဒါတွေပဲလုပ်တတ်ကြတယ်ဒီအယောင်းကို အမျက်အနေနဲ့ပြောင်းဖို့အတွက်ဆိုလို့ရှင်ဆရာကြီးတယောက်ရဲ့လိုဝတ်ချက်ရှိတယ်။မိတ်ဆွေကစိတ်ဝင်စားရင်ဆက်ကြည့်ကြည့်ပါ။သူကတော့ G Abraham လို့ခေါ်ပြီးတော့မှကျွန်တော်စေချောင်းသားဘဝမှာ marketing ကိုစိတ်ဝင်စားအောင်လုပ်ခဲ့တဲ့ပုံစံကြီးတယောက်ဖြစ်ပါတယ်။သူက geometric group ဆိုပြီးတော့မှ formula လေးတစ်ခုထွင်လာတယ်။ကျွန်တော်တို့အားလုံးသိတယ်အယောင်းတွေကအရင်းကိုနှုတ်ရင်အမျက်ရတယ်။အဲ့တော့ဒီအယောင်းကိုမြင့်တင်ဖို့အတွက်ဆိုလို့ရှင်အချက်၃ချက်ကိုအပြောင်းလဲလုပ်လို့ရတယ်။ဒီ၃ချက်ကဘာဖြစ်မယ်လို့မိတ်ဆွေထင်ပါလဲ။ မြန်မာရင်ကျွန်တော်အားလုံးတည်ထားတဲ့ဖောက်တဲ့အရေးအတွက်ကိုမျှဝေလို့ရတယ်။ဒါခုနကပြောခဲ့တဲ့စိတ်ဝင်စားအောင်လုပ်တာတွေဒီလိုနည်းတွေနဲ့ကျွန်တော်လုပ်လို့ရတယ်။နောက်နှစ်ခုကတော့ဖောက်တဲ့ရေလာဝဲတဲ့အချိန်ရေကိုလည်းမျှဝေလို့ရတယ်။ပုံမှန်တစ်လမှတစ်ခါလာတဲ့ဖောက်တဲ့ကိုနှစ်ခါလာအောင်ဒီလိုအချိန်ရေမျှဝေလို့ရလို့နောက်တစ်ခုကတော့ average purchase လို့ခေါ်တဲ့ဝယ်ယူတဲ့ပမာဏကိုလည်းမျှအောင်လုပ်လို့ရတယ်။ ီလိုလို့ဖို့အတွက်ဆိုမတူညီတဲ့ item ကိုရောင်းတာတော့ cross sell လို့ခေါ်ပြီးတူညီတဲ့ item ကိုပိုရောင်းတာတော့ up sell လို့ခေါ်ပါတယ်ဒါကတော့ကိုယ့်ရဲ့လုပ်ငန်းအောင်အယောင်းတင်မဟုတ်ဘူးအမျက်ငွေများအောင်လုပ်လို့ရတယ် geometric group လို့ခေါ်တဲ့ formula လေးပဲဖြစ်ပါတယ်ပေးဆိုရောလုပ်ငန်းမှာအယောင်းနဲ့အမျက်နဲ့ဘယ်ဥဆောင်ပို့ပြီးအယောင်းဆက်ဖြစ်လဲနှစ်ခုစလုံးအယောင်းဆက်ဖြစ်လောက် comment မှာရေးခဲ့လို့ရရင်ရေးခဲ့ပြီးပါအောင်ဆုံးတိကျပြီးအကြောင်းကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ